ားလုံးပဲမင်္ဂလာပါ UK Match ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ။ဒီကနေ့ရဲ့နောက်ဆုံးရအားကြတဲ့နေ့ကိုကြည့်ရမယ်ဆိုရင်တော့ ဂျူဗန်တက်စ်အသင်းကရလက်တီစတိုက်ဆိုးနေတဲ့သူတို့ရဲ့နီးပြအီဂါထူတော်ကိုယာဒူကထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်ဆိုတော့အီဂါထူတော်ကိုလာစီယိုနဲ့ဂျူဗန်တက်စ်ကရီယယ်မက်ဒရစ်ရှုံးပွဲအပြီးမှာယာဒူကထုတ်ပယ်ခဲ့ပြီးတော့နီးပြသစ်စာတင်ရှာဖွေနေပါပြီဆိုတော့လက်ရှိမှာတော့ဂျူဗန်တက်စ်ကအီတလီလူဝေးစင်နီးပြဟောင်းလူစီယာနိုစပလက်တီနဲ့ရောဘတ်တိုမန်ချီနီတို့နှစ်ယောက်ကို face to face တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်သွားဖို့ရှိကြောင်းဒီမာဇီယိုက အတည်ပြုထားတယ်။တစ်ချိန်တည်းမှာပဲဘရီရှစ်တော့မန်ရဲ့နီးပြဟောင်း ်အက်ဒင်တာစီကိုပါသူရဲ့နီးပြဆင်းထဲမှာထည့်သွင်းထားတယ်လို့ဖော်ပြထားတာလည်းဖြစ်တယ်။ဘာဆိုနာတိရဲ့တောင်ပံကစားမရာဖီညာကတော့သူချန့်ခိုင်မှုပြန်လဲပြေးဝချိန်မှာအသင်းတော်အကောင်းဆုံးပေးဆက်သွားဖို့အသင်းရှိကြောင်းနဲ့အသင်းဘက်ကသူ့ရဲ့ဒဏ်ရာချီတွေကိုအယဲမဆိုးကျင်တဲ့အတွက်အဲကလာစီကိုပွဲစဉ်ကိုပါသူလွဲချော်ခဲ့တာဖြစ်တယ်လို့ဆိုထားတယ်။ဆိုတော့လက်ရှိမှာရာဖီညာကဒဏ်ရာပြဿနာကြောင့်နားနေတာဖြစ်ပြီးတော့လာမယ့်တစ်ပတ်အတွင်းပွဲစဉ်တွေကိုပြန်ပါလာဖို့ရှိကြောင်းဆိုပါတယ်။ဟာစီဖလီကာတော့အဲကလာစီ ကိုရှုပ်ပွဲကသူတို့အတွက်များစွာသင်ခန်းစာရရှိခဲ့ပြီး ိုက်ရှုံပွဲကနေမနစ်ကလိုပဲအသင်းကိုပြန်လဲတိဆောက်ပြီးတော့အကောင်းဆုံးပုံစံနဲ့ကြိုဖြတ်နိုင်လိမ့်မယ်လို့ယုံကြည်လက်ရှိကြောင်းဆိုပါတယ်ကလပ်အနေနဲ့ခန်းစစ်ပိုင်းကိုတေချာပြင်ဆင်ဖို့လိုအပ်ပြီးတော့မကြမီမှာဘာဆိုနာအတွက်အကောင်းဆုံးပုံစံမျိုးရဖို့ပြောလဲထားတယ်လို့ဆိုပါတယ်ဒဏ်ရာနေတဲ့ရောဘတ်လင်မဒေါစကီကလည်းဒဏ်ရာကနေတတ်တာလာပြီးတော့အခုဘာဆိုနာသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို ပြန်လာပါပြီလင်မဒေါစကီကဒဏ်ရာကြောင့်ဒါဘာဆိုနာရဲ့ပွဲစဉ်၃ပွဲလောက်ကိုလွဲချော်ထားတာဖြစ်ပြီးတော့အခုလ شی مارک لئے یہ လူစင်းမှာပါဝင်လာပြီးဖြစ်ကြောင်းအတည်ပြုထားပါတယ်။ရီယယ်မက်ဒရစ်အသင်းရဲ့အသင်းကောင်းဆောင်နောက်ခံလူဒန်နီကာဘာဟာတယောက်ဒုတိယအကြောင်း3လအထိနားရမှာဖြစ်တယ်။အက်ကလစီကိုပွဲမှာရရှိခဲ့တဲ့ဒဏ်ရာကြောင်းဒန်နီကာဘာဟာက3လအထိနားမှာဖြစ်ပြီးတော့ကလပ်သင်းဘက်ကအတည်ပြုထားပါတယ်။မက်ဒရစ်သင်းရဲ့နောက်ခံလူဒါဗစ်အာလဘာကိုဇန်နဝါရီကာလမှာမေဂျာလိကလပ်အသင်းတွေကခေါ်ဖို့စံတာရှိနေတယ်။အသက်33နှစ်အရွယ်ရှိတဲ့အာလဘာကရှာတီကုံမှာစာချုပ်တက်တန်းကုံဆုံးမှာဖြစ်ပြီးတော့ มีจาริกและดิพิเดนยูยอร์กเอฟซีเน ရှာလော့ FC အသင်းတွေကယူရို1.85တန်းနဲ့ခေါ်ယူဖို့ပြင်ဆင်လျက်ရှိကြောင်းဆိုထားပါတယ်။တစ်ဖက်မှာတော့ဇက်တီအသင်းကရလတီဇက်တိုက်ဆိုးနေတဲ့အတွက်နီးပြဘရန်ဒန်ရော်ဂျာကယာတုကနှုတ်ထွက်သွားပါတယ်။ဟိုတနေ့ကပဲဇက်တီအသင်းရဲ့နီးပြယာတုကနေနှုတ်ထွက်ဖို့စတင်တဲ့အတွက် Celtic ကလက်ခံခဲ့ပြီးတော့ဘရန်ဒန်ရော်ဂျာကိုထွက်ခွာခွင့်ပေးလိုက်ပြီးဖြစ်တယ်။လီယွန်သင်းရဲ့ပိုင်ရှင်ဖြစ်တဲ့ဂျွန်တက်စနာကတော့ဘူဗာဟန်တန်အသင်းကိုဝယ်ယူဖို့ဆန္ဒရှိကြောင်းဆိုပါတယ်။ American ပိုင်ရှင်တွေက ပရီးမီးယားလိဂ်ကလပ်ဖြစ်တဲ့ခုလက်ရှိဝူဗာဟန်တန်ကိုအမေရိကန်ဒေါ်လာတန်200နဲ့350ကြားလောက်နဲ့ဝယ်ယူဖို့ကြိုးပမ်းနေတာ ဖြစ်ပြီးတော့သူကသူ့ရဲ့ပိုင်ခရစ်စတယ်ပဲလစ်ရှယ်ယာတွေကိုရောင်းချခဲ့ပြီးမှဝူဒင်းကိုဝယ်ယူဖို့ကြိုးပမ်းလျက်ရှိတာပါနာပိုလီအသင်းရဲ့ကွင်းလက်စားမကေဗရင်ဒပရိုင်းနာကဟိုတနေ့ကကစားခဲ့တဲ့အင်တာဗီလန်ရဲ့ပွဲမှာရရှိခဲ့တဲ့တကောက်ချိုးဒဏ်ရာကြောင့်၃လကနေ၄လထိနားရမှာဖြစ်တယ်အဲ့ပွဲမှာဒပရိုင်းနာကနာပိုလီအတွက်ပယ်နတီကတ်သွင်းခဲ့ရင် တကောက်ကျိုးတန်ရာရရှိသွားကြတာဖြစ်ပြီးတော့အိုက်တန်ရာအကြောင်းကာလာရှိချာနားရမှာဖြစ်ကြောင်းအသင်းဘက်ကအတည်ပြုထားပါတယ်။အာဆနယ်သေးကတော့ဘာစလိုနာရဲ့တောင်ပံတိုက်စစ်ကစားမဖရန်တော်ရက်စ်ကိုချင်းကပ်လျက်ရှိတယ်။စပိန်မီဒီယာတွေရဲ့အဆိုအရအာဆနယ်ကတိုက်စစ်ပိုင်းမှာစကွတ်တက်ပူတောက်နိုင်ဖို့အတွက် ဒါဖရန်တိုရက်စ်ကိုလိုချင်နေပြီးတော့ယူရို90လောက်နဲ့ဇန်နဝါရီကာလမှာကမ်းလန်းသွားပွဲရှိချောင်းဆိုပါတယ်အာဆင်ရဲ့တိုက်စီဘူးဂါဘရီယယ်ဂျီဆူကစောင်းရာသီကာလမှာဖမီရက်စ်အသင်းကိုပြန်သွားဖို့စန္ဒရှိနေတယ်ဒါနွေရာသီမာတဲ့ကအသင်းကလမ်းခွဲဖို့ပြင်ဆင်ထားသလိုသူ့အနေနဲ့စောင်းရာသီမာဒဏ်ရာတက်တာလာတဲ့အခါမှာဘရဇီးလ်ကိုပြန်ဖို့ပြင်ဆင်နေတဲ့အတွက်မြောက်လန်တန်ကလပ်ကသူ့ကိုရောင်းထုတ်ဖို့ကျိုးစားနေတာပါအာဆင်နယ်တိုက်ရှင်မှုခိုင်ဟာဖက်ကတော့လီဂျင်ဂန်ကတောက်လျှောက်ပြန်စင်းနေပြီးတော့မ ကြာမီပြန်လာနိုင်တော့မှာဖြစ်တယ်။ဆိုတော့ဒီတစ်ပတ်ပွဲစဉ်စနေတင်းဦးနေပွဲစဉ်ထက်ချန်ပီယံလိမှာဟာဗတ်တယောက်ပြန်လာနိုင်ဖို့နီးစပ်လည်းရှိကြောင်းဖော်ပြထားပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဘက်ကအခုလောလောဆယ်မှာအယ်လီယက်အန်တဆန်ကိုဆက်သွယ်မှုတွေပြုလုပ်ခဲ့ကြောင်း Football Insider ကဖော်ပြထားတယ်။ Forest ကသူတို့ရဲ့ကွင်းလေကစားမကိုရောင်းဖို့စံနာမရှိပေမဲ့တကယ်လို့လူချင်းရင်တော့အနည်းဆုံး ပေါင်တန်း100နဲ့တန်း120ကြာပေးရမယ်လို့ဆိုပါတယ်မန်ယူနိုက်တက်အသင်းကအခုလက်ရှိရှယ်ယာပိုင်ရှင်ဆာချင်ရက်ကလစ်ကရောဘတ်လီဝန်ဒေါစကီကိုခေါ်ယူမဲ့အစီအစဉ်ကိုသူဘက်ကပိတ်ပင်ထားတယ်အသက်အရွယ်38နှစ်ရှိပြီးလောကလာစာများပါတယ်ဆိုတဲ့အချက်ကြောင့်ပဲလေဗန်ဒေါစကီကိုသူဘက်ကခေါ်ယူမှုကိုလက်လျှော့မှာဖြစ်ပြီး ာမည်ရသည့်အလွတ်ပြောင်းရွှေ့ခြင်းနဲ့ရရင်တောင်မှခေါ်ယူသွားမှာမဟုတ်ဘူးလို့ဆိုပါတယ်မန်ချက်စတာယူနိုက်တက်အသင်းကလီဆန်ဒရိုမာတီနက်စ်ကိုဒီဇင်ဘာလအတွင်းမှာပြန်လာဖို့တာဂက်ထားနေပါတယ်ကာလာရှိချာဒဟန်ရနေတဲ့လီဆန်ဒရိုမာတီနက်စ်တယောက်ချက်ခိုင်မှုအပြေအဝရရှိမှာပဲအသင်းရဲ့ပွဲစဉ်တွေကိုအသုံးပြုသွားမှာဖြစ်ကြောင်း နီးပြရူပင်အမ်ရွန်ကဆိုထားပါတယ်ချက်စီသင်းရဲ့တောင်ပံကစားပါမာလူကူစတိုကိုဂျူဗန်တက်စ်ကခေါ်ဖို့စန္ဒရှိနေတယ်မာလူကူစတိုကိုစီဒီအေတက်ဒီကလပ်သင်းကတောင်းလျှောက်ဆောင်ကြည့်ရရှိလို့ တဖက်မှာလေချက်စီအသင်းကလေသူရဲ့ right back ကိုရောင်းချဖို့ဆန္ဒမရှိပေမဲ့အီတလီကလပ်အသင်းကတော့ချက်စီနောက်ခံလူကိုစိတ်ဝင်စားနေရပါချက်စီအသင်းကနီးပြအန်ဆူမာရက်စကာကတော့သူတို့အနေနဲ့ပြည်တွင်းဖလားပြိုင်ပွဲဒီမှာပါချန်ပီယံဖြစ်ဖို့တာဂက်ထားမှာဖြစ်ပြီးအိုက်ပွဲစဉ်တွေကိုအာရုံစူးစိုက်မှုအပြည့်နဲ့ကစားသွားဖို့ရှိကြောင်းဆိုပါတယ်ချက်စီကအခုဝူဗာဟန်တန်ကိုသူတို့အဝေးခွင်သွားခံရမှာဖြစ်ပြီးတော့ဒဏ်ရာကစားမတွေရှိနေပေမဲ့ဖလားပြိုင်ပွဲကလည်းသူတို့အတွက်အရေးကြီးတဲ့ပြိုင်ပွဲတစ်ခုဖြစ်တယ်လို့ဆိုပါတယ်ချက် စီပိုင်ရှင်တွေကဆောင်းရာတီမှာဂိုသမားနဲ့ခန်စစ်တော်ခေါ်ယူဖို့အစီအစဉ်မရှိကြောင်းဆိုထားပြီးတော့ဒီကိစ္စတွေအားလုံးကိုလွေရာတီအပြောင်းရွှေ့ဈေးကွက်မှာလှူရှားသွားဖို့ရှိကြောင်းဆိုထားတယ်။ဆိုတော့ချက်စီကခန်စစ်ပိုင်းပြဿနာအပြင်ကိုယ်တော်မအတွက် Robert Sanchez မြာအစားထိုးဖို့ယူဝင်မှုတွေရှိပေမဲ့လူရတီမပဲလှုပ်ဆောင်သွားပွဲရှိတယ်လို့ဆိုပါတယ် Manchester City ရဲ့နီးပြဖက် Guardiola က Aston Villa ကိုရှုံးနိမ့်ခဲ့တဲ့ပွဲမှာ တို့အသင်းရဲ့ concentrate ပိုင်းရဲ့တို့အသင်းရဲ့ performance ပိုင်းကိုစိတ်ပြည့်လျက်ရှိပြီးတော့တို့အနေနဲ့ပိုကောင်းတဲ့ performance မျိုးလိုအပ်ကြောင်းနဲ့ championship player အတွက်ဆိုရင်အမားခံလို့မရတော့တဲ့ပွဲတွေဖြစ်လာပြီးလို့ဒီပေးလိုက်ပါတယ် Manchester City အသင်းက Rodri ရဲ့ injury ကိုစောင့်မျှော်နေဆဲဖြစ်ပါတယ်ဒူရီယာကပြန်လာပြီးခေတ်ကကာလာရှိချာပြန်လာလိုက်တကောက်ချိုးတန်ရလိုက်ခြေချင်းဝန်တန်ရလိုက်ဖြစ်နေတဲ့ Rodri အပေါ် throwback က ဒဏ်ရာပြဿနာတွေအများဆုံးကင်းလွတ်နိုင်ဖို့ရူဒူရဲ့100% fully fit ကိုစောင့်မျှော်လေရှိကြောင်းဆိုပါတယ်။ Tottenham Hotspur တင်ကသူရဲ့တိုက်စင်မှု Dominic Solanke ကိုနီးပြ Thomas Frank ကသဘောမကျပဲဖြစ်နေတယ်။ဒဏ်ရာကြောင့်နားနေတဲ့ Solanke ကလေ့ကျင့်ခန်းပြန်ဆင်းနေပြီမဲ့လက်ရှိမှာ Thomas Frank ကသူ့ထက်စာရင်း Kolumwani Matitel နဲ့ Richarlison တို့ကိုဒါသဘောကျပြီး Solanke ကိုစောင့်ရတီမှာရောင်းချပွဲရှိကြောင်းဆိုပါတယ်။ Spurs အနေနဲ့အခုတိုက်စစ်တနေရာအတွက်ကစားမသိခေါ်ချင်တဲ့အခြေ င်ပေါ်တူရဲ့စပိန်တိုက်စစ်မှုဆမ်မွေကိုတောက်လျှောက်လိလာလဲရှိတယ်။ဒီစားမာလီကအသက်၂၁နှစ်ပဲရှိတယ်။ပေါ်တူအတွက်ဒီနေ့ရသည်ဆယ်ပွဲမှာချစ်ကိုတီသွင်းယူထားတာဖြစ်ပြီးတော့ရော်ဂျီစာဂျူကယူရိုတန်တရာစီးသတ်မှတ်ထားပြီးထော့တနဟော့စ်ပါကစစ်ဝင်စားလိရှိတာပါ။လီဗာပူးအသင်းကနယူကာဆယ်ယူနိုက်တက်ရဲ့တောင်ပန်စားမအန်တနီကော်ဒန်ကိုတော်တော်လေးသဘောကျလိရှိတယ်။အေဗာဒန်တောင်ပန်စားမဟောင်းကိုလီဗာပူးကတစ်နှစ်ကျော်ကြာစောင့်ကြည့်နေတာဖြစ်ပြီးတော့ ပေါင်54တန်းကနေတန်း60ကြာသုံးဆွဲသွားဖို့ဆန္ဒရှိကြောင်းနဲ့တကယ်လို့ညူကာဆယ်ကရောင်းချဖို့ဆန္ဒရှိရင်မိုဟာမက်ဆာလတ်နေရာမှာအစားထိုးဖို့လီဗာပူးကလိုချင်နေတာဖြစ်တယ်ဂျေမီကာရီကာကတော့ကလပ်တင်းက၄ပွဲဆက်တိုက်ရှုံးပွဲအပါအဝင်ဘရန်ဖို့ကိုရှုံးတဲ့ပွဲကတကယ်ကိုစိတ်ပြည့်စရာအကောင်းဆုံး performance ဖြစ်ပြီးတော့ champion အသင်းက အပြောင်းလဲတွေအများကြီးကြားမှာတကယ်ကို crisis ဖြစ်နေပြီဆိုပြီးတော့သူအသင်းဟောင်းပေါ်ကိုဝေဖန်ပြစ်တင်လိုက်ပါတယ်လီဗာပူးအသင်းအနေနဲ့ Antoine Semenyo ကိုတော်တော်လေးသဘောချနေသလိုအခြားတောင်ပံကစားမအနေနဲ့ Michael Alise ကိုပါ Bayern ကစိတ်ဝင်စားလျက်ရှိတယ် Semenyo ကတော့ပေါင်85တန်းပတ်ဝန်းကျင်လောက်နဲ့ခေါ်ယူနိုင်ပွဲရှိပြီးတော့ Michael Alise ကိုတော့ Bayern Munich ပန်းတရာကျော်လောက်မှထွက်ခွာခွင့်ပေးဖို့ရှိလို့ German media တွေရဲ့အဆိုအရသူ့ရဲ့တန်ကြီးကတန်150လောက်ထောင်ရှိ နိုင်တယ်လို့ဆိုပါတယ်။တစ်ဖက်မှာတော့ Bradford အသင်းရဲ့ပိုတူဂီကစားမား Fabio Carvalho တယောက်ကလပ်ကထွက်ခွာဖို့ပြင်ဆင်နေပါတယ်။ Key and Drew လက်ထက်မှာလည်းနေရာမရဖြစ်နေတဲ့ Fabio Carvalho က Bundesliga ကလပ်တွေနဲ့ Italy City ကလပ်တွေကသူ့ကိုအငားနဲ့ခေါ်ဖို့ကြိုးပမ်းလျက်ရှိတာပါ။အချိန်ထဲမှာပဲ Aston Villa အသင်းကလည်းကွင်းလယ်ကစားမား Morgan Rocha ကိုတက်တန်းထပ်တိုးဖို့လုပ်နေပါတယ်။ကာလရှိချာစာချုပ်ချုပ်ဖို့ဆွေးနွေးနေတဲ့ Morgan Rocha က မကြမီမှာသဘောတူညီမှုရရှိတော့မှာဖြစ်ကြောင်း Football Insider ကဆိုထားပါတယ်။ Villa ကသူတို့ရဲ့ညာနောက်ခံလူ Matty Cash ဟို2030ခုနှစ်ထိတက်တန်းထပ်တိုးလိုက်ပါပြီ။နောက်ထပ်၄နှစ်ခွဲတက်တန်းထပ်တိုးတာဖြစ်ပြီးတော့ဟိုတနေ့က Manchester City နဲ့ပွဲမှာအနိုင်ကိုသွင်းခဲ့တဲ့ မတီကက်ကိုဗီလာကကာလာရှိကြတတန်းထတ်တိုးဖို့အချိန်တော်ကြာဆွေးနွေးခဲ့ပြီးမှသဘောတူညီမှုရရှိခဲ့တာဖြစ်တဲ့ Northern Forest ကတော့သူတို့ရဲ့ကွင်းလေကစားမအလီယက်အန်ဒါဆန်ကိုဆက်သွယ်လာတဲ့အသင်း3-5တင်းလောက်ရှိကြောင်းနဲ့ကစားမကသူ့ရဲ့ level တစ်ခုတက်ဖို့အတွက်အခြားထိပ်တန်းအသင်းတွေကိုပြောင်းရွှေ့ဖို့ဆန္ဒရှိပေမဲ့ Forest ကကစားမအသင်းကထွက်မယ်ဆိုရင်တော့ အဲလီယက်အန်ဒါဆန်တို့အနည်းဆုံးပေါင်တန်တရာကနေတန်တရာ20ကြာအထိလိုချင်နေတယ်လို့ဆိုပါတယ်ခရစ်စတီယန်ပဲလစ်ကလည်းသူတို့ရဲ့နီးပြအိုလီဗာဂလက်စနာကိုတက်တန်းထပ်တိုးနိုင်ဖို့နီးစပ်နေပါတယ်ရာသီကုန်မာဆာချုပ်တစ်နှစ်ပဲချန်ပေသူတို့နီးပြကိုတက်တန်းတိုးဖို့လှောက်ဆောင်တဲ့ရှိနေပြီးတော့ပဲလစ်ဘက်ကအိုလီဗာဂလက်စနာကိုအနည်းဆုံးနောက်ထပ်2နှစ်ထပ်တိုးသွားဖို့ပြင်ဆင်တယ်လို့ဖော်ပြထားပါတယ်ဒါရီကစိတ်ဝင်စားစရာနောက်ဆုံးရအောင်စားတဲ့ပါအားလုံးကျေးဇူးတင်ပါတယ်